ဟယ်လိုမင်္ဂလာပါရှင်ကျမမနေ့တော့ဆိုရင်ဘာကြောင့်စီကံပေးရတာလဲစီကံဘာကြောင့်ပေးရတာလဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးသွားပါတယ်အဲ့ဒီမှာဆိုရင်စီကံပေးရခြင်းအကြောင်းရင်းလေး6ချက်ကိုကျမဆွေးနွေးခဲ့ပါတယ်ပထမဦးဆုံးချက်ကလက်ခံနိုင်တဲ့အပြုအမူတွေတိုးတက်စေဖို့အတွက်ကျမတို့တွေလူကြီးမိသားစုဆရာသမားတွေလက်ခံနိုင်တဲ့အပြုအမူတွေတိုးတက်စေဖို့အတွက်စီကံလေးပေးကြရတယ် ဲ့လိုပဲနောက်တစ်ချက်ဒုတိယအချက်ကကြတော့ကျွန်တော်တို့တွေလက်မခံနိုင်တဲ့အပြုအမူတွေပေါ့နော်ရော့ကြစေခြင်းတို့အတွက်လည်းစီကံပေးကြရတယ်။နောက်တတိယအချက်ကကြတော့ကျွန်တော်တို့ဘီရဆူဂျိုးတွေနည်းစေခြင်းလို့ပေါ့နော် ကျွန်တော်တို့ဒီကလေးကိုစီပြုသောဆောင်တဲ့စီကံနေစီကံနေပေးတယ်ဆိုတာဘီရဆူဂျိုးတွေနည်းစေခြင်းလို့ပါအဲလိုပဲစီကံဆိုတာနေရာတိုင်းမှာရှိနေတယ် ဲ့လိုမျိုးရှိနေတဲ့စည်းကမ်းတွေဘာကြောင့်ရှိနေရတာလို့ဆိုရင်ဘေးရွက်ဆိုးကျိုးတွေနည်းစေနည်းစေချင်လို့ပါအဲ့တော့ပေါ့နော်ကျွန်တော်တို့တွေအတူတကွအားလုံးနဲ့အတူတကွနေထိုင်ရတာဖြစ်တဲ့အတွက်စီကန်းဆိုတာတော့နေရာတိုင်းမှာရှိနေမှာဒါကြောင့်ဒီလိုမျိုးစီကန်းတွေရှိနေရခြင်းရလဲဘာလို့အကြောင်းရင်းတစ်ခုကကျမတို့ဘေးရွက်ဆိုးကျိုးနေစေခြင်းလို့ဆိုရအကြောင်းရင်းလေးပါပါတယ်ရှင်။ဒါကျမတို့စီကန်းပေးတဲ့အခါမှာလည်းဟိုအပြူသဘောဆောင်တဲ့စီကန်းတွေပေးမယ်ဆိုရင်စတုဒ္ဒချက်အနေနဲ့ကျမဆွေးနွေးတော့တာလေးဟာ မိဘကမိဘနဲ့ကလေးရဲ့ဆက်ဆံရေးမှာ ကလေးကမိဘကိုချင်းကပ်ရဲတဲ့သူတွေဖြစ်လာမယ်။ဒါကြောင့်စီကံဘာကြောင့်ပေးရတာလဲဆိုရယ်စတုထအချက်မှာအရေးကြီးတဲ့အချက်ကလေးတစ်ချက်အနေနဲ့ထည့်သွင်းဆွေးနွေးပေးနေပေးထားရင်ဖြစ်ပါတယ်။အပြုသဘောဆောင်တဲ့စီကံတွေပေးနေလို့ရှိရင်ကလေးကမိဘကိုချင်းကပ်ရဲမယ်။ဒါမှလည်းသူ့ရဲ့ခံစားချက်တွေကိုမိဘကအချိန်နဲ့တပြေးညီအချိန်မီပေါ့လေအချိန်မီအချိန်မီသိရှိခွင့်ရပြီးတော့ ဒါသင်ပြလမ်းညွှန်ပေးလို့ရမှာဖြစ်ပါတယ်ပြစ္စမအချက်အနေနဲ့ရတော့ပေါ့နော်မိဘကသူ့ကိုတံပိုးထားမှုတွေကိုဒါတံပိုးထားမှုနဲ့အညီ သူပြုမှုနေထိုင်လာအောင်ပေါ့မိဘတွေကကလေးတွေကိုတံပိုးထားတာတော့ဒါလူတိုင်းမှာလူတိုင်းကလေးတွေကိုတံပိုးထားကြတယ်ထံပိုးထားဖို့ထားနေရဲ့ပုံသဏ္ဍာန်တွေပဲမတူကြတာပါရှင်အဲ့တော့အဲ့ပုံသဏ္ဍာန်တွေထဲမှာလူမျိုးပြုသဘောဆောင်တဲ့စီကဲနေနေဆိုလို့ရှိရင် မိဘရဲ့တန်ဖိုးထားမှုတွေနဲ့အညီကလေးတွေဟာဟာပြမှုနေထိုင်မှုပေါ့နော်ဒါမျိုးလေးတွေရတယ်စီကံပါကြောင့်ပေးရတာလဲအချက်ချင်းမှာကျွန်မပြစ်စမချက်နေနဲ့ထည့်ထားရင်ဖြစ်ပါတယ်နောက်ဆုံးမိတ်ဆက်ထမအချက်ကတော့မိဘနဲ့ကလေးရဲ့ရည်ရှိဆက်ဆံရေးကောင်းမှုပါမိဘနဲ့ကလေးရည်ရှိဆက်ဆံရေးကောင်းမှုအတွက်ခုလိုမျိုး ဒီစီကန်းတွေကိုထားရှိရခြင်းဖြစ်တယ်။ဒါကြောင့်အပြုသဘောဆောင်တဲ့စီကန်းတွေရေရှည်အတွက်ကောရေတို့အတွက်ကောကောင်းတယ်။ဘေးရန်စူးကျူးတွေလည်းနည်းတယ်။နောက်တစ်ခါမိဘတွေနဲ့မိကလေးနဲ့မိဘဟာဒါချင်းကပ်ရဲတယ်။နှီးကပ်မှုရှိတယ်။အဲနောက်ပြီးတော့ကြတော့ကျမတို့ပေါ့နော်မိမိရဲ့ဒီပတ်ဝန်းကျင်မှာကိုပဲတကယ်ကိုပဲပေါ့နော်ဒီလိုမျိုးစီကန်းလေးရင်းနေတာ ဒါပေးသွားမယ်ဆိုလို့ရှိရင် ပြုမှုသွားမယ်ဆိုရင်ဒါကောင်းမွန်တဲ့ရလက်ဒီကိုရရှိစေမှာပါကျွန်မယနေ့မှလည်းပဲဆက်လက်ပြီးတော့ပေါ့နော်အဲသူတေသနာတွေ့ရှိချက်တွေနဲ့နော် ကျွန်မတို့ဒီဆရာကြီးဒေါက်တာတိန်းတွေကနေပြီးတော့ဒါမျှဝေထားတယ်ပေါ့နော်ကျွန်မတို့ရာမမိုတိုနီလန်းလေးတွေကိုယနေ့ဆက်လက်ဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါလိမ့်ရှင်နောက်ပြီးတော့ပေါ့နော်ကျွန်မတို့ဒီသူတေသနာလုံရင်းနဲ့တွေ့ရှိချက်ကလေးတွေကိုကျွန်မဆွေးနွေးပေးပါမယ်ရှင် ဒီကလေးလာတွေ့ရှိချက်တွေကဘာတွေရှိမလို့ဆိုလို့ရှိရင်ကျမတို့ကောင်းတဲ့ပြုမှုတွေကိုမြင်အောင်ကြည့်ပြီးတော့အားဖြစ်ရမယ်တဲ့အဲအတိအမဲ့ပြုရင်ကောင်းတဲ့အပြုမှုတွေပို့လို့မယ်မိမိကိုယ်ကိုတန်ဖိုးထားလာမယ်ပေါ့နော်အဲ့ဒါတကယ်ကိုပဲအရေးကြီးရပါရှင်အဲကျမတို့ကလေးတရားကိုမြင်လိုက်ရင်လူတိုင်းပေါ့နော်ဟိုမကောင်းတာကိုလှန့်ကြည့်တတ်ကြရဲ့နော်အမှန်တော့သူ့ရဲ့ကောင်းတဲ့အကွက်ကလေးကိုလှန့်ကြည့်ပြီးတော့မှအပြုမှုလေးကိုတန်ဖိုးထားပြီးတော့ပါတော့ချီချူလေးစားပေးလိုက်လို့ရှိရင် ောင်းတဲ့အပြုမူတွေကိုရရှိလာစေမှာဖြစ်ပါတယ်။ဒါဆိုရင်ကောင်းတဲ့အပြုမူတွေဖြစ်ဖို့အတွက်ဒီတိတုရဲ့ကောင်းတဲ့အပြုမူပေါ့နော်။ကြည်ပြီးတော့မှတန်ဖိုးထားပေးရမယ်။ဒါဆိုလို့ရှိရင်သူရကလည်းဆက်ပြီးတော့ပေါ့နော်ဒီလိုမျိုးကောင်းတဲ့အပြုမူလေးတွေကိုပြုမူလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြင်အောင်ကိုကြည့်ကြရပါမယ်။ကလေးတစ်ယောက်ကိုကြည့်လိုက်လို့ရှိရင်သူရကောင်းတဲ့အပြုမူတွေကိုမြင်အောင်ကြည့်ရမယ်။ကြည့်ပြီးတော့မှဒါကိုထပ်ပြီးတော့အား ြည့်သွားအောင်အဖြစ်ပေးမယ်အတိမတ်တွေပြုတ်ပေးမယ်ဒါဆိုရင်အဲ့လိုမျိုးကောင်းတဲ့အပြုတ်မှုတွေဟာလည်းပိုးပြီးတော့လှုပ်လာမယ်အဲ့လိုမျိုးပိုးလုံလာပြီဆိုကလေးတွေကမိမိကိုကိုမိမိတန်ဖိုးထားတတ်တဲ့သူတွေဖြစ်သွားစီမှာဖြစ်ပါလေရှင်ကိုကိုကိုတန်ဖိုးထားတတ်တဲ့သူတွေဖြစ်ပေါ်လာစီအောင်သူတို့ရဲ့ကောင်းတဲ့အပြုမူလေးတွေကိုအတိအမှတ်ပြပေးဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့သူတေသနလေးလာတွေ့ရှိချက်တွေကနေပြီးတော့တွေ့ရှိထားချက်တွေဖြစ်ပါလေရှင်နောက်ပြီးတော့ မတည်တဲ့အပြုမူကိုဒါတဲ့အလေးထားပြောနေလို့ရှိရင်တဲ့မိမိကိုမိမိတန်ဖိုးထားယုံကြည်မှုတွေကြာရှင်းကြသွားစီပါတယ်တဲ့ဟုတ်တယ်လေကျမတို့တွေရောပေါ့နော်လူကြီးမိပါအောင်ဆရာသမားတွေအတူတူပေါ့နော်ဟို မိမိစိတ်ထဲမှာမအမြင်မတည့်တာတွေကိုပဲပြောတတ်ကြတယ်တကယ်လည်းဟုတ်ပါတယ်ပြောတတ်ကြတယ်မတည့်တဲ့အပြုတ်မှုတွေကိုပဲလေးထားပြီးဒါတော့မကြိုက်ဘူးဟိုလိုလုပ်တဲ့ဒီလိုလုပ်တဲ့ဒီလိုလုပ်တင်လားဒီနောက်ကိုထားတင်လားဒီလိုမျိုးပြုတ်မှုတင်တယ်လားစသည်ဖြစ်နေပေါ့နော်မကောင်းတဲ့အပြုတ်မှုတွေပေါ့ပဲစိတ်ကနေပြီးတော့ဘာလို့ပြောနေမိတတ်တယ်အဲ့ဒါဆိုလို့ရှိရင်နဲ့ဘာဖြစ်လာလို့ဆိုရင်အဲ့လိုမျိုးကလေးကသူ့ကိုယ်သူယုံကြည်မှုတွေကြာဆင်းလာစေတယ်ဒါကြောင့်မတည့်တဲ့အပြုတ်မှုကိုပဲအလေးထားပြီးတော့ မပြောဘဲနဲ့ပေါ့နော်။ကောင်းတဲ့အပြုမူကိုလေးစားပြောခြင်းအပြင်ကိုကိုကိုတန်ဖိုးထားတဲ့သူတွေဖြစ်အောင်ဆောင်ရွက်ပေးကြရမယ်။ဒါဆိုရင်ကောင်းတဲ့အပြုမူကိုအလေးထားမြင်အောင်ကြည့်ပြီးတော့လေးစားပြောလို့ရှိရင်မိမိကိုကိုတန်ဖိုးထားတဲ့သူတွေဖြစ်လာမယ်။မကောင်းတဲ့အပြုမူတွေမတင့်တဲ့အပြုမူတွေကိုလေးစားပြီးပြောနေလို့ရှိရင်ယုံကြည်မှုတွေကျဆင်းသွားစေပါတယ်လေရှင်။ဒါကတော့ကျွန်တော်တို့သူတေသနာလေးလာတွေ့ရှိခြင်းအကြောင်းလေးတစ်ချက်ကိုဆွေးနွေးပြင်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ကျွန်တော်တို့ ီမှာဆိုလို့ရှိရင်လူတွေကဘာကိုမြင်တတ်ကြလဲခုနရှေ့ပိုင်းမှာလည်းကျွန်မပြောသွားတဲ့အထက်မှာလည်းပါသားပါတယ်လူတွေကဘာတွေကိုမြင်တတ်ကြတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းတဲ့အပြုမှုတွေကိုမြင်တတ်တာလားတဲ့ဒါမှမဟုတ်ရင်မတည့်တဲ့အပြုမှုတွေကိုမြင်တတ်တာလားတဲ့ကျွန်မဒါလေးကိုဆင်းနေပေးပါမယ်ရှေ့ပိုင်းမှာတော့ ကောင်းတဲ့အပြုမူကိုလေးထားပြီးတော့ဆောင်ရွက်ရင် မိကိုကိုတန်ဖိုးထားလိုက်တဲ့ကလေးလေးတွေဖြစ်သွားမယ်။မတင်းတဲ့အပြုမူတွေကိုပဲအလေးထားပြီးပြောနေမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့ယုံကြည်မှုမရှိတဲ့ကလေးတွေဖြစ်သွားစေမယ်ပေါ့နော်။ခြေပိုင်းမှာကျွန်မဆွေးနွေးသွားတယ်လို့ပဲရင်နာစရာကောင်းတဲ့ကလေးလေးတွေဖြစ်သွားနိုင်ပါလေရှင်။အဲ့တို့ကြတော့ကျွန်တော်တို့လူတွေကဘာကိုမြင်တတ်ကြလဲဆိုရင်ကောင်းတဲ့အပြုမူတွေကိုမြင်တတ်တယ်လို့ထင်ပါသလားရှင်။ဒါမှမဟုတ်မတင်းတဲ့အပြုမူတွေကိုပဲမြင်တတ်တယ်လို့ထင်ပါသလားရှင်။ကျွန်တော်တို့စဉ်းစားကြည့်အောင်။အဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျမတို့ဒါကကြတော့ ဆရာကြီးဒေါက်တာသိန်းလွင်ကနေပြီးတော့ပေါ့နော်ခဏခဏပြောရတဲ့အကြောင်းအရာလေးပါညမာမိုတိုနီးပေါ့နော်ကောင်းတာကိုအမိဖမ်းပြီးတော့အတိမဲ့ပြုတဲ့နီးလန်းကိုသုံးရမယ်တဲ့ဒါလေးကတော့ဆရာကြီးပြောခဲ့တာလေးပေါ့နော်ညမာမိုတိုဆိုတာဂျပန်လူမျိုးပေါ့နော်ဒီညမာမိုတိုကကြတော့အချိန်နဲ့မှန်နေအလုပ်လဲတော်တယ်ဝိရိယလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီရုံငန်းတကန်းကိုသူကပေါ့နော်စနစ်တကျပြင်အောင်တန်ရှင်းရေးလုပ်ရတဲ့သူတယောက် ဒီနေ့ကျတော့တဲ့ယာမမိုတိုကဘာကိစ္စလေးရှိလို့တော့မသိဘူးပေါ့နော်အဲတခုခုသူ့မှာအရေးပေါ်ကိစ္စရှိလို့လားတခြားအကြောင်းအရာတခုရှိလို့လားမသိဘူးပေါ့ရုံငန်းကြီးကိုရုံငန်းကိုရှင်းမထားဘူးတဲ့ရုံငန်းကြီးကလည်းပွားရှုံနေတာပေါ့နော်အဲ့ချိန်မှာရုံငန်းကသူအရာရှိရနေပြီးရုံငန်းထဲကိုရောက်လာတယ်ဒီလိုမျိုးပေါ့နော်ရှင်းလင်းမထားတဲ့အတွက်ဆာရဲဆန်တဲ့နေပေါ်ပင်နေအကုန်လုံးကရှုပ်ရှုပ်ပွားနေရပေါ့နော်မြင်တဲ့အခါမှာပေါ့နော်အဲမြင်လိုက်တယ်ပေါ့နော်အဲ့ဒီအခါမှာဒီ အရာရှိကြီးကနေပြီးတော့ယာမမိုတိုရောက်လာတဲ့အခါမှာယာမမိုတိုကိုပြောတယ်တဲ့။ဟဲ့ယာမမိုတိုပေါ့မင်းယခင်နေ့တွေကပေါ့နော် ရှင်းလင်းပေးထားတာကြောင့်ပေါ့နော်ခန်းလေးရလဲစနစ်တကျစာအုပ်ဟာစာအုပ်နေရဘောပင်ရလဲဘောပင်နေရပေါ့နော်စနစ်တကျရှိနေတာအတွက်ပေါ့နော်ငါငါရဲ့ယုံငန်းလေးတွေကိုဝင်လိုက်တဲ့အခါမှာပေါ့အရန်စီချမ်းတားရတာပဲကွယ်ဒါကြောင့်မင်းကိုယာမမိုတိုငါမင်းကိုတအားကျေးဇူးတင်တာပါပဲကွယ်ဆိုပြီးတော့ပြာရှည်ကြီးကယာမမိုတိုကိုပြောလိုက်တယ်တဲ့ ဲ့လိုပြောလိုက်တော့ယာမာမိုတိုရဲ့စိတ်ထဲမှာ तू ခဏမရှင်းလင်းခဲ့ရမိတာကို तू စိတ်ထဲမှာရှက်သွားတယ်တဲ့ဆက်သွားပြီးတော့နောက်နေ့တွေကြာလို့ရှိရင်ပြောစရာမလိုအရင်လိုပဲပေါ့နော်ဝရိယကောင်းပြီးတော့ဝရိယကောင်းကောင်းနဲ့အဲအလုတ်လုတ်တဲ့ခါမှလည်းတည်တည်တက်တက်နဲ့စနစ်တကျနဲ့ပေါ့နော်အခန်းလေးကိုအမြဲတမ်းတက်ရှိလှုပ်သွားစေတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ဒူရီရဲ့အပြုအမူတွေကိုပေါ့နော်ပြောင်းလဲတဲ့ခါမှာကောင်းတဲ့အပြုအမူလေးတွေကို အလေးထားပြီးတော့ပြောဆိုခြင်းအဖြစ်သူတို့ကိုမိမိကိုယ်ကိုမိမိယုံကြည်မှုတွေတိုးလာပြီးတော့ဗောနော်ကောင်းတဲ့ပြုမှုတွေများများလှုပ်ဆောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင်ဒါလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်မတို့ဒါသူတေသနာတွေ့ရှိချက်ပါဒီ2005ခုနှစ်ကပေါ့နော် National Science Foundation ကနေပြီးတော့ပေါ့နော် US မှာရှိရပေါ့နော်ဒီကဟာနေပြီးတော့သူ လေ့လာထားလေ့လာတွေ့ရှိချက်ကလေးပါလူတိုင်းမှာတဲ့ကျမတို့ တနေ့တနေ့မှာပေါ့နော်အတွေးတွေ12000ကနေပြီးတော့6000လောက်ထိတွေးနေတွေးနေကြတယ်တဲ့12000ကနေ6000ထိအတွေးတွေတွေးကြတယ်ပေါ့နော်အဲ့ဒီအတွေးတွေရဲ့80ရာခိုင်နှုန်းက negative တွေတဲ့ပေါ့နော်အဲဖြစ်ပါဖြစ်ပါမလားဒါအောင်မြင်မမလားငါလုံးလိုက်အဆင်ပြေပါမလားဆိုတဲ့ပေါ့နော်အဲအပြုသဘောမဆောင်တဲ့အတွေးတွေပေါ့နော် negative thinking တွေ negative thought တွေက80ရာခိုင်နှုန်းရှိရဲ့တဲ့ ကျမတို့အတွေးဒီနေ့ဒီနေ့ကိုတွေးတာ10000ကနေ6000လောက်ထိတွေးတယ်အများကြီးပဲเนาะကျမတို့ပြန်စမ်းစစ်ကြည့်ရင်တော့တစင်ချင်းစီရတဲ့ကိုထိုင်ပြီးတော့ဘောနော်မအိတ်ခင်မှာပြန်စဉ်းစားမယ်ဆိုတော်တော်များမှာပါဟုတ်တော့ဟုတ်တယ်ခြားရည်မယ်ဆိုအများကြီးပဲလေကျမတို့တွေးရတွေးတယ်အဲဆိုရင်အဲ့ရတွေးရတွေဆက်စစ်ရခိုင်နှုံးကဒါ negative thought ဒါအပြုသဘောမဆောင်တဲ့အတွေးတွေပေါ့နော်ဖြစ်ပါမလားဒါကြီးကအောင်မြင်မလားဖြစ်နိုင်မလားစသည်ဖြင့်ပေါ့နော်ကျမတို့တွေတွေးတတ်ကြပါလေရှင် အဲ့ဒီအထဲမှာ65ရာခိုင်နှုန်းကကြတော့သူကကြတော့ပေါ့နော်ဟိုပြန်ပြန်ပြီးတော့ same repeating ဒီအတွေးတွေကပြန်တွေးနေတာပေါ့နော်မနေ့ကလည်းဒီအတွေးတွေးခဲ့တယ်ခဏလေးဒီအတွေးကိုပဲဆက်တွေးနေတာ65ရာခိုင်နှုန်းရှိတယ်တဲ့အဲ့လိုမျိုးပေါ့နော်တနေ့တနေ့မှာကျမတို့ရဲ့ဒီကအရာရောက်တဲ့အတွေးကဘယ်လောက်ရှိမလို့ဆိုတာကြည့်ရှုနေတဲ့သူတွေနဲ့လူကြီးမိပါရင် ဒါလေးတွေကိုကျမတို့သုံးသက်ကြည့်ကြရအောင်ရှင်။အဲ့လိုမျိုးသုံးသက်လို့ရအောင်လေကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီကဒီမှာဆို National Science Foundation US မှာရှိတဲ့ဒီဖွဲ့စည်းတစ်ခုကနေပြီးတော့ကျမတို့2005ခုနှစ်မှာဒါလေးလာတွေ့ရှိထားချက်ဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့တွေရဲ့အတွေးတွေရဲ့80%ခန့်တော့ negative thought တွေဖြစ်နေပြီးတော့95%ခန့်တော့ကြာတော့ repetition တွေဖြစ်နေတယ်တဲ့။ ။ဒါဆိုရင်ကျမတို့အတိတ်အတော့အတွေးတွေရရှိဖို့အတွက်ဘယ်လိုလုပ်ဆောင်ကြမလို့ဆိုတဲ့အတွေးလေးရရှိသွားအောင်လို့ကျမထည့်သွင်းဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကောင်းမွန်သွားအောင်အပြုမှုတွေကောင်းလာအောင်အပြုသဘောဆောင်တဲ့စီကဲနေနဲ့သူတို့ကိုဒါကောင်းတဲ့အပြုမှုတွေဖြစ်လာအောင်ပြုစုပြုထောင်ကြရမှာဖြစ်ပါတယ်ရှင်။အဲဒါဆိုရင်ကျမတို့ဒီပေါ့နော်အပြုမှုကောင်းတွေဖြစ်လာဖို့အတွက်သူတို့ရဲ့ကောင်းမွန်တဲ့အပြုမှုတွေကို အလေးပေးပြီးတော့ဒါအလေးထားပြီးတော့ဆောင်ရွက်ပြီးတော့မှာပေါ့နော်သူတို့ကိုသူတို့ယုံကြည်မှုတွေနဲ့ပုံမကောင်းမှုနဲ့ပြုမှုတွေပြုမှုလာအောင်ဆောင်ရွက်ပေးကြရမယ်အဲ့လိုမျိုးနီးလန်းနေနေပေါ့နော်ကျမတို့တွေကနေလူကြီးမိဘတွေဆရာသမားတွေကနေပြီးတော့ကလေးတွေကိုမိမိကိုကိုမိမိယုံကြည်ပြီးတော့မိမိကိုကိုမိမိတန်ဖိုးထားပြီးတော့တတိရှိတဲ့သူတွေစေစုံမှုအားကောင်းတဲ့သူတွေတည်တင်ဖန်တီးတဲ့သူတွေမိမိကိုကိုမိမိယုံကြည်မှုတန်ဖိုးထားပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးတွေထက်မြက်လာအောင်ပြူသဘောဆောင်တဲ့စီကန်းနေနဲ့ဒူးတိုင်းဖွံ့ဖြိုးလာအောင်ဒါကောင်းတာတွေကိုမြင်အောင်ကြည့်ပြီးတော့ပေါ့နော် သူတို့ရဲ့အပြုအမူလေးတွေဟာပုံမကောင်းမွန်တဲ့အပြုအနေမူတွေကိုဆက်ကဆက်ကပြုမှုဟာဆောင်ရွက်သွားကြရမှာဆိုတာလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားရင်းဖြစ်ပါတယ်။အဲ့တော့ကြတော့နောက်နေ့မှလည်းပဲဒီကကျွန်မ positive discipline ဆိုတဲ့အပြုသဘောဆောင်တဲ့စည်းကမ်းတွေအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ပြပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။